ရခိုင်လက်နက်ကိုင်တပုံ AA တိုက်ပွဲပေါ်ဆောင်နေတဲ့စစ်တွေမျိုးအနီးမှာရှိနေတဲ့ပုံနာကျွန်းကိုတမတော်ကဒီနေ့အောက်တိုဘာ30ရက်နေ့နေ့လယ်တနားခွဲဝင်းကျင်မှာပဲဒီကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာနှစ်နေရာလို့သိရပါတယ်။ဒါကတော့တမတော်ရဲ့အရင်တက်စကန်ဟောင်းရှိတဲ့950တက်ရင်ရဲ့အဝယ်မှာရှိတဲ့အရာရှိရိတ်တာနဲ့အောင်မင်္ဂလာလမ်းနဲ့ပြည်တော်သားလမ်းကြားမှာရှိနေတဲ့အထက်ကကျောင်းကိုလေကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအရာကကြောင်းထဲမှာရခိုင်လက်နက်ကန်တော်အေနဲ့အပေါင်းပါတွေစစ်တင်တဲ့ဆင်းထားတဲ့စစ်သွေးကြွတွေနဲ့ထပ်မံအင်အားဖြစ်တင်ထားတဲ့စစ်သွေးကြွတွေကိုယာယီစုဖွဲ့မှုပြုလုပ်ထားတဲ့နေရာလည်းဖြစ်တယ်။ဒါအပြင်ဒီနေ့အော်တိုဘား30ရက်နေ့မှာအကြမ်းဖက်ရခိုင်လက်နက်ကန်တော်အေနဲ့အပေါင်းပါတွေအစည်းအဝေးပြုလုပ်နေရဆိုတဲ့သတင်းကြားသိရတဲ့အတွက်တမတော်လီကလက်ဦးမှုရယူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပုံနာကျောင်းကတော့အားလုံးသိကြတဲ့အတိုင်းပဲရခိုင်လက်နက်ကန်တော် AA အဓိကအရင်းမြစ်တွေရှိတဲ့ကြောက်တော်နဲ့စစ်တွေရဲ့ကြားထဲမှာရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ တွေကနေရရှိတဲ့အရင်းမြစ်တွေကိုရခိုင်လက်နက်ကန်တပုံ A ကပုံနာကျုံကိုပို့ပြီးတော့စစ်တွေကိုစေရေးဖော်ဆောင်နေတာဖြစ်ပါတယ်စစ်တွေနဲ့ပုံနာကျုံကြားမှာရှိနေတဲ့ကွမ်းတောင်စရခိုင်လက်နက်ကန်တပုံ A ထိန်းချုပ်ထားတဲ့အဖျားဆုံးနေရာတခုလည်းဖြစ်ပါတယ်အဲဒီကနေဒီဘက်စစ်တွေဘက်ကိုဆက်လာမယ်ဆိုရင်တော့အမြင့်ကျုံကင်းချောင်းတရားထိရောက်ရှိမှာဖြစ်ပါတယ်ကင်းချောင်းတရားနဲ့အမြင့်ကျုံဘက်ချမ်းမှာတော့တပ်မတော်ရဲ့နေမီကတရင်တပ်ဖွဲ့တွေစုံမထားပြီးတော့ပုံနာကျုံမြို့နယ်ဘက်ချမ်းမှာရှိနေတဲ့ကွမ်းတောင်မှာတော့ရခိုင်လက်နက်ကန်တပုံ A နဲ့ပေါင်းပါတယ်စုဖွဲ့မှုတွေပြုလုပ်နေပါတယ် ဒီကနေ့အော်တိုဘာ16ဇက်ကွန်ဝင်းညင်ကစပြီးတော့ရခိုင်လမ်းလမ်းကင်တပုံအေအေနဲ့အပေါင်းပါတွေကပုံနာကျွန်းမြို့နယ်ထဲမှာစုဖွဲ့ပြီးတော့တွေ့ပုံနာကျွန်းတောင်ကိုလမ်းမိုင်းကနေအင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့တယ်။အဲဒီနောက်ကန်းတောင်ကနေတဆင့်အမြင့်ကျွန်းပတ်တလိထီကိုလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေ drop bomb ရတိုက်ခိုက်တာတွေနဲ့ sniper နဲ့ပြစ်ခတ်တာတွေကိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။အဲဒီအတွက်ဒီတမရော့ကပြီးခဲ့တဲ့ရက်အော်တိုဘာ26ရက်နေ့ကလည်း ရခိုင်လက်နက်ကိုင်တပုံးအေအေနဲ့အပေါင်းပါတွေစုဖွဲ့နေတဲ့တမတော်ရဲ့တံမြန်တိုက်ခိုက်မှုတွင်ထိခိုက်ကြဆုံးမှုများနေတဲ့အရေးပေါ်အခြေအနေရောက်ရှိနေတဲ့အချိန်ပုံနာကျွမ်းမှာခြေဆိုင်ထားတဲ့ဖြူစင်ရင်ွယ်ပရိုက်တာအတင်းကနေလာပြီးတော့ပရိုက်တာကားတွေကိုကာကွယ်ယူပြီးလာရောက်ကဲထုတ်တာတွေပြုလုပ်ခဲ့ပါတယ်။အဲဒီလိုပြုလုပ်ခဲ့တာတွေကိုပဲတမတော်ကဒရော့ဘုံးချတိုက်ခိုက်ခဲ့တဲ့အတွက်ဖြူစင်ရင်ွယ်ကအသက်၁၄နှစ်အရွယ်ရှိတဲ့ရခိုင်အစွန်းရောက်စစ်သွေးကြွအပါဝင်ဒဏ်ရာရနေတဲ့တေလိုမျိုးပါဖြစ်နေတဲ့ရခိုင်အကြမ်းဖက်တွေလည်းတိုက်စုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့ဒီရောင်းတက်ခိုက်မှုမှာလည်းရခိုင်လက်နက်ကိုင်းသူအေအေနဲ့ပေါင်းပါရထိခိုက်တိုက်ဆုံမှုများခဲ့တယ်လို့သိရပါတယ်။ဒီနေ့အော်တိုဘာ30ရက်နေ့ဒီပုံနာကျွန်းမှာရှိတဲ့အထက်ကဟိုဒီရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရခိုင်လက်နက်ကိုင်းသူအေအေရဲ့ကြောထောင်နောက်ခံပြုတ်ထားတဲ့ဖြစ်စဉ်ကိုလိန်လေပြီးတော့သတင်းတူသတင်းမားတွေထုတ်ပြန်မှုအတွက်အမေရိကန်ဒေါ်လာတင်းချီရထားတဲ့နေမင်းထုံးအပါအဝင်နေရစရာကရခိုင်စစ်သွေးကြော်တွေကအရဲသားတွေထိခိုက်တိုက်ဆုံမှုဖြစ်ခဲ့တယ်ဆိုပြီးတော့ပုံဖော်ခဲ့ကြပါတယ်။တကယ်တော့ပုံနာကျွန်းမြို့ဆိုတာကရခိုင်လက်နက်ကိုင်းသူအေအေထိန်းချုပ်ခဲ့တာကြာပြီးဖြစ်ပြီးတော့ ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ ULA AA ထိန်းချုပ်ရာသူတို့ရဲ့အခေါ်အရခအစိုးရရဲ့ဖွဲ့စည်းပုံနဲ့လှုပ်ရှားနေကြတဲ့နေ့စဉ်တပ်ဝင်လှုပ်ရှားနေကြတဲ့မျိုးတွေမျိုးလည်းဖြစ်ပါတယ်။ပုံနာကျွန်းမြို့မှာရှိနေတဲ့အခြေခံလူမှုရေးစီးပွားရေးကျန်းမာရေးတွေကစပြီးတော့လုံခြုံရေးကိစ္စတွေအထိရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ဆောင်ရွက်မှုတွေနဲ့ရှင်သန်နေကြတဲ့မျိုးတွေမျိုးလည်းဖြစ်ပါတယ်။ဆိုတော့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့မျိုးတွေမျိုးဖြစ်တဲ့ဒါအပြင်ပုံနာကျွန်းမြို့ကရခိုင်လက်နက်ကိုင်တပုံ AA စစ်သွေးကြွတဲ့အများကြီးရှိတဲ့မျိုးတွေမျိုးလည်းဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်သဘောအေအေကဒီစစ်ပင်မြို့သိန်းတိုက်ပွဲကိုဆင်နွှဲမယ်ဆိုတဲ့2025ခုနှစ်ဖေဖော်ဝါရီဒုတိယပတ်ထက်ကစပြီးတော့ဇေယျပေါ်ဆောင်ခဲ့တဲ့အချိန်ပုံနာကျွန်းမှာရှိနေတဲ့ရခိုင်လက်နက်ကိုင်သဘောအေအေကိုနောက်ွယ်ကလက်တော်တွေဖြည့်ဆည်းပေးခဲ့တာကလည်းပုံနာကျွန်းမှာရှိနေတဲ့ရခိုင်အကြမ်းဖက်စစ်သွေးကြော်တွေပဲဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်သဘောအေအေရဲ့ယူနီဖောင်းဝတ်မထားတဲ့အတွက်အပြစ်မဲ့အရက်သားလို့တော့ခေါ်ဆိုလို့မရဘူးဖြစ်ပါတယ်။ရခိုင်လက်နက်ကိုင်သဘောအေအေယူနီဖောင်းဝတ်မထားပေမဲ့ အယက်သားအသွင်နဲ့ပဲနေထိုင်ပြီးတော့ရခိုင်လက်နက်ကန်သောအေးအေးကိုကြောထောင်းတော့ကံပြုတ်ထားတယ်။စားနဲ့ရိတ်ခါကနေစပြီးတော့လိုအပ်တဲ့ကူညီမှုအားလုံးကိုပေးဆောင်နေတဲ့မျိုးတစ်မျိုးလည်းဖြစ်ပါတယ်။အဒါအပြင်အဓိကစစ်တွေမျိုးကိုစေရေးအရာနှောက်ယှက်မှုတွေပြုလုပ်နေတဲ့အဓိကလက်တွေကလည်းပုံနာကျုံမျိုးပဲဖြစ်ပါတယ်။အဆက်လက်ပြီးတော့တမ်မတော်ကမနေ့ကအော်တိုဘာ29ရက်နေ့မှာလည်းရခိုင်လက်နက်ကန်သောအေးအေးနဲ့အပေါင်းပါတွေစုဖွဲ့နေတဲ့နေရာပေါတော်မျိုးနယ်မှာရှိတဲ့တောင်မျိုးရွာကိုလက်နက်ကြီးနဲ့ပြစ်ခတ်ရှင်းတဲ့မှုတွေပြုလုပ်ခဲ့ပါတယ်။ တကယ်တိုင်းလက်လက်ကန်သဘော AA ကအခုအောက်တိုဘာပထမဘက်ကစပြီးတော့စစ်တွေမျိုးကိုစည်ရေးတကြောပြန်ပြီးတော့ပေါ်ဆောင်လာတာဖြစ်ပါတယ်။အဲဒီလိုစည်ရေးပေါ်ဆောင်လာတဲ့အတွက်ဒီပင်လယ်ပြင်မှာရှိနေတဲ့ကလရန်မြစ်မြေယုံမြစ်အတွင်းမှာရှိနေတဲ့တမ်မလို့ရေကလုံးညွေတက်ဖွဲ့ဝင်တွေကိုတမ်မလို့လေကတက်ဖွဲ့ဝင်တွေကိုဒါအပြင်မြေပြင်မှာရှိနေတဲ့မြေပြင်တိုက်ခိုက်ရေးတပ်တွေကဟန်ချက်ညီညီနဲ့ပဲအကြမ်းဖက်သမားတွေရဲ့စုဖွဲ့လှုပ်ရှားမှုတွေကိုမျက်ချင်မပြတ်ကင်းထောက်ပြီးတော့လက်ဦးမှုရယူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အခုအောက်တိုဘာ29ရက်နေ့နဲ့အောက်တိုဘာ30ရက်နေ့မှာ ပေါတော့ရသေးတောင်နဲ့ပုံနာကျွန်းမျိုးနေကအကျံဖက်သမားတွေစုဖွဲ့နေရပြီပေါ့တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေ့တနေ့ထဲမှာပုံနာကျွန်းအပြင်နောက်ထပ်ရသေးတောင်မှာရှိနေတဲ့အောက်စီကန်းရွာကိုလည်းမပြုလုပ်ခဲ့ပါသေးတယ်အဲ့ဒီအောက်စီကန်းရွာဆိုတာကတော့စစ်တွေမျိုးနဲ့ပုံနာကျွန်းအဆက်မှာရှိနေတဲ့အမြင့်ကျွန်းနဲ့ပါတလေးရဲ့တစ်ဖက်ချမ်းမှာရှိနေတဲ့ရွာတွေရွာလည်းဖြစ်ပါတယ်ရသေးတောင်ဘက်ကနေလာပြီးတော့အင်အားဖြစ်တင်းလာတယ်အပြားဆုံးကအောက်စီကန်းကနေအင်အားဖြစ်တင်းပြီးတော့ ရေလမ်းကြောင်းကနေတဆင့်ရခိုင်လက်နက်ကင်တပောင်း AA နဲ့အပေါင်းပါတွေကရေချမ်းမြေကြီးကိုလာရောက်တိုက်ခိုက်မှုပြုလုပ်ပါတယ်။ဒီပင်လယ်ပြင်ရေချောင်းကိုအသုံးပြုပြီးတော့ရခိုင်လက်နက်ကင်တပောင်း AA ကအရက်သားအသွင်နဲ့ငါဖန်တင်မိုးတွေအသွင်နဲ့စုဖွဲ့မှုတွေပြုလုပ်တယ်၊ရွှေပြောင်းမှုတွေပြုလုပ်တယ်။တိုက်ခိုက်မှုတွေပြုလုပ်ပြီးထိခိုက်သေဆုံးမှုတွေနဲ့ဒဏ်ရာရတွေများလာရင်ငါဖန်ကလေးတွေအသွင်နဲ့ဒီအကြမ်းဖက်သမားတွေကိုလာရောက်ကယ်ထုတ်နေကြတာဖြစ်ပါတယ်။ အဲ့ဒီတွေလည်းအခုနောက်ပိုင်းတက်မတော်ကြီးကရခိုင်လက်နက်ကိုင်တပေါင်း AA ရဲ့အသွင်ယူထားတဲ့ဒီအကြမ်းဖက်သမားတွေအဖြစ်ချုပ်မြန်လာပြီးတဲ့နောက်အကြမ်းဖက်သမားတွေကအယက်သားအသွင်နဲ့စည်ရဲလို့ရှာမှုပြုလုပ်လာပြီးတဲ့နောက်မာဖန်တမောတွေကိုတက်မတော်ကြီးကတင်းတင်းကြပ်ကြပ်နဲ့လုံခြုံရေးကိုဆောင်ရွက်စစ်ဆင်မှုတွေပြုလုပ်လျက်ရှိပါတယ်။ဆိုတော့ဒီနေ့အော်တိုဘာ30ရက်နေ့တက်မတော်ရဲ့လက်ဥမှုရယူတိုက်ခိုက်မှုမှာတော့ပုံနာကျွန်းကတိုက်ခိုက်မှုကတော်တော်လေးတိတိကျကျနဲ့အကြောက်ပောက်ခွဲခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီရသေးတော်ကတိုက်ခိုက်မှုကတော့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုကိုဟန်တားနိုင်ခဲ့ရုံသာဖြစ်ပြီး ပုံနာကျောင်းအထကနဲ့ဒီအရင်တက်မတော်ရဲ့ရခင်တရင်ဟောင်းရှိတဲ့နေရာကိုဒီကျောင်းတက်ခန့်မှုပြုလုပ်ခဲ့တာကတော့အကြမ်းဖက်သမားတွေအယောက်30ကျော်40နီးပါးတည်ဆုံးမယ်ခံမရပါဘူး။ညကျွန်တော်ညနေ၄နာရီခွဲနဲ့၅နာရီဝန်းကျင်မှာရရှိတဲ့တည်င်းအရာတော့တက်မတော်ရဲ့ဒီနေ့ဒီကျောင်းတက်ခန့်မှုကြောင့်အထကတဲ့အတွင်းစုဖွဲ့နေတဲ့အကြမ်းဖက်သမား10ယောက်ကလုံးဝ on the spot တည်ဆုံးသွားတယ်လို့သိရပြီးတော့ဆက်ဆက်နေတဲ့တူတွေတပြင်းထန်အရေးပေါ်အခြေအနေနဲ့တန်ရာရရှိသွားတဲ့ရခိုင်လက်နက်ကတော့အေးနဲ့အပေါင်းပါတွေလည်း များတယ်လို့ဆိုပါတယ်။ဒီတွေပုံနာကျွန်းမြို့နယ်ဆေးရုံပေါ်မှာရောနောက်ရခိုင်လက်နက်ကိုင်းတောင်ပြည်ရဲ့ဒီတမ်းမာရေးဆောင်းရှောက်မှုတွေပေးနေတဲ့ဆေးအဖွဲ့တွေရဲ့လိုအပ်ချက်တွေနောက်ပြီးတော့အရေးပေါ်ဆေးဝါးလိုအပ်ချက်သွေးလိုအပ်ချက်တွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်။အဲ့ဒီတွေဒီကြောက်တော်ကနေလိုအပ်တဲ့ဆေးဝါးနဲ့သွေးတွေကိုရခိုင်လက်နက်ကိုင်းတောင်ပြည်က ထောက်ပံ့ဖြည့်ဆည်းပေးနေတယ်ဆိုတဲ့သတင်းတစ်ချို့ကိုလည်းကြားသိရပါတယ်။ပြောရမယ်ဆိုရင်တော့ရခိုင်ကမ်းမြောင်ဒေသမှာကြောက်တော်ကတကယ်ကိုအဓိကကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။နောက်ဘက်ကချင်းပြည်နယ်အဆက်ကပလောဝအထီကိုစုမိုးထားနိုင်တာဖြစ်ပြီးတော့ဒီရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေနောက်ပြီးတော့ဒီဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိနေတဲ့ပူးတီတောင်ရသေးတောင်မောင်တော်ဒေသတွေအထီကိုသွားနိုင်တဲ့စစ်တွေအန်ရန်ကုန်တောင်ကုတ်လမ်းမကြောင်းပေါ်မှာရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ရခိုင်လက်နက်ကိုင်တပုံအေအေကသူတို့ရဲ့အရက်ခအစိုးရအဓိကအခြေစိုက်ရာဒေသနဲ့ အင်းအားများပြားနောက်ပြီးအမကန်ကေတာတွေအများစုရှိတာကကြောက်တော်ဒေတာဖြစ်ပါတယ်။အဲဒါအကြောင်းမလို့လေတမတော်ကပြီးခဲ့တဲ့လအငင်းငယ်ကကြောက်တော်မျိုးရဲ့အရှိတ်ဘက်မှာရှိတဲ့တရေတပင်ကြွာကဒီကိုပိုင်ထက်တန်းကြောင့်အမိခံရခိုင်လက်နဲ့ကန်တပုံစစ်သွေးကြွာတွေကိုမွေးထုတ်ပေးနေတဲ့ကေတာနေရာကိုလေကေတာတင်တဲ့အကြောင်းကိုလေရောင်းတဲ့ခိုင်မှပြုလုပ်ခဲ့ရသေးတာဖြစ်ပါတယ်။ဘလို့ဝဲဖြစ်ဖြစ်တမတော်ရဲ့ဒီနေ့ပုံနာကျင်းကိုလည်းအမှုရယူတိုက်ခိုက်မှုမှာတော့ရခိုင်လက်နဲ့ကန်တပုံအေအေနဲ့အပေါင်းပါစစ်သွေးကြွာတွေထိခိုက်တိုက်စုံမှုများပါတယ်။ ဆက်လက်ပြီးတည်ဆုံနိုင်ခြင်းလည်းရှိတယ်လို့ဆိုပါတယ်။ဒီနေရာမှာလည်းတည်ဆုံသူ၁၀ယောက်ရှိခဲ့ပြီးတော့ဒီပောက်ကွဲမှုတွေရဲ့နောက်ဆက်တွဲထိခိုက်ပျက်မှုတွေဒဏ်ရာရရှိသူတွေကလည်းအရေးအတွက်30ကျော်ရှိတာကြောင့်ရခိုင်လက်နက်ကိုင်တပေါင်း AA နဲ့အပေါင်းပါ40လောက်ထိခိုက်တည်ဆုံမှုရှိတယ်ဆိုတဲ့သတင်းနဲ့ကြားသိရပါတယ်။ဒါပေမဲ့လည်းအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အပိမီဒီယာတွေကတော့ဖွင့်နေကြတပြားဟောင်းကြီးတိုင်းပဲနေရာတိုင်းမှာ AA ရှိတယ်လို့ကြွကြော်ထားပေမဲ့ တမရော်ရဲ့လေယောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတမရော်ရဲ့နေမရှင်ရဲ့ဆောင်ရွက်မှုတွေမှာတော့အဲ့အေရဲ့ဖြစ်ခဲ့တဲ့အကြမ်းဖက်တွေကထိခိုက်လာပြီဆိုရင်ပြင်မဲ့အယက်သားအနေနဲ့အများအပြားပုံဖော်လေးရှိပါတယ်။ရခိုင်ပြည်နယ်ကတနည်းအတွင်းဒီတိုက်ပွဲတွေအတွင်းရခိုင်စစ်သွေးကြွအများကြီးတည်ဆုံခဲ့တာတော့ကိုလေအပြင်မဲ့ရခိုင်လူမျိုးပေါင်းတထောင်နီးပါးတည်ဆုံခဲ့တယ်။ဖမ်းဆီးခံရတာလည်းတထောင်နီးပါးရှိပြီးတော့ ဒီတရားရမစစ်သားစုဆောင်ခံရတာလည်းရှိရဆိုပြီးတရင်တို့တရင်မားတွေနဲ့အပြင်းအမှရှိနေတဲ့ခတ်တုံးတုံးရခိုင်လူမျိုးရေးစစ်သွေးကြွတွေကိုဝါလာမိုင်းတိုက်ဖို့ပြစ်လုံနေရတယ်ကိုလည်းမြင်တွေ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်တမရော်ရဲ့ဒီစစ်မျက်နှာတွေဖြန့်ကျက်မှုတွေကမှပလောင်လက်နက်ကန်သဘောတရင် LA နဲ့အပြစ်ခတ်ရဲစဲရေးကိုယာယီသဘောတူညီခဲ့ရတဲ့ဆိုတဲ့အတွက်နောက်ဆက်တွဲအနေနဲ့ကတော့မြောက်သုံးကောင်လို့ခေါ်တဲ့ကိုကန်ပလောင်နဲ့ရခိုင်နေနဲ့ပတ်သက်ရင်တော့ရခိုင်လက်နက်ကန်သဘောအေးအလှည့်ချရောက်လို့လာပြီးလို့ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့တမရော်ရဲ့အခုမိုးကုံသွားပြီဖြစ်တယ်။ပွင့်လင်းရာသီကြောက်လာတဲ့ထိုးစစ်ဆင်မဲ့စစ်မျက်နှာတွေထဲမှာရခိုင်လက်နက်ကန်တော်အေးထိန်ချုပ်ထားတဲ့ဗေဒိတာတွေကိုစစ်မျက်နှာဖွင့်ပြီးတိုက်ခိုက်သွားမလဲဆိုတာကလည်းအင်မတန်စိတ်ဝင်စားဖို့ကောင်းပြီးစောင့်ကြည့်ရမယ့်အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ဒါကတော့ဒီနေ့ရခိုင်လက်နက်ကန်တော်အေးစုဖွင့်နေရာတွေကိုတမရော်ကလက်အုပ်မူရယူတိုက်ခိုက်ခဲ့တဲ့ဆိုတော့သတင်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့